ဒေတာညွှန်အေဂျင်စီရဲ့တပတ်အတွင်းထူးခြားတဲ့သတင်းတွေစူးစီးတင်ဆက်ထားတဲ့ဒီတပတ်ရဲ့သတင်းတိုင်းချက်ကိုတင်ဆက်ပေးသွားမှာပါကျွန်မခင်းနှီးဖြူဆိုပါပထမဆုံးအကြောင်းအရာတစ်ခုကတော့အကြမ်းဖက်ဆဲအုပ်စုကမြန်မာပြည်ထဲမှာတိုင်းရင်းသားလူမျိုးစုတွေရိုဟင်ဂျာလူမျိုးစုအသီးသီးအပါအဝင်လူသားမျိုးနွယ်တွေအပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုတွေစစ်ရာဇဝတ်မှုတွေကိုနှစ်ပေါင်း80ကျော်အောင်ကျူးလွန်နေခဲ့တာပါ အဲ့ဒီဖြစ်ရတွေအားလုံးကိုမြန်မာပြည်သူတွေအနေနဲ့အမှန်တရားဘက်ကရက်တည်ပြီးကဘာတိအောင်ပြနိုင်ဖို့အရေးကြီးတယ်လို့မြူတန်ညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့အကြံပေးဦးအောင်ကျော်မှုကဆိုပါတယ်မြန်မာပြည်သူလူထုကအမှန်တရားဘက်ကရက်တည်တယ်ဒီကျင်းဝပိုင်ဆိုင်ရာဂုံတိခချုပ်ပေါက်ခြင်းဂုံတိခပေါ်မှာရက်တည်ပြီးတော့ဒါတွေလုပ်ပြီးတယ်ဆိုတာကလည်းကဘာတိပူလို့တယ်ဗောနော်အဲ့တော့ဒီဟာတွေအတွက်ကျွန်တော်တို့ကတိုင်းသူပြည်သားတွေအားလုံးကစုစည်းပြီးတော့ဒီပြည်ပဆိုင်ရာတရားစီရင်မှုစနစ်အောက်မှာကျွန်တော်တို့က အဒီကျူးလွန်ခဲ့တဲ့စုဖွဲ့တွေအမင်းပြေတဲ့လူတွေစေခိုင်းတဲ့လူတွေဆောင်ရွက်တဲ့လူတွေအားလုံးကိုကျွန်တော်တို့ကပြည်တံပေးဖို့ကျွန်တော်တို့ကလှုပ်ဆောင်ဖို့လိုတယ်ဇူလိုင်လ18ရက်နေ့ဟာ BB ဆိုင်ရာတရားမျှတမှုနေ့ The World Day of International Justice Day ဖြစ်ပါတယ်။နိုင်ငံတကာရာဇဝတ်မှုများဆိုင်ရာတရားရုံး ICC တည်ထောင်တဲ့နေ့ကို BB ဆိုင်ရာတရားမျှတမှုနေ့အဖြစ်သတ်မှတ်ထားတာပါ။ဒီလိုနေ့မှာတရားမျှတမှုအတွက်အရှိန်ဟုန်မြင့်လှုံ့ဆော်မှုလိုတာကိုလူလူသိရှိဖို့လိုအပ်တယ်လို့ဆိုပါတယ်။ ဇန်နဝါရီ18ရက်နေ့မနေ့အစောပိုင်းကနေအကြံဖတ်စေအုပ်စုကမြောက်ရီဝော်လီကလမကြီးကိုလက်နက်ကြီးနဲ့တောက်လျှောက်ရန်တမ်းပစ်ခတ်နေရလို့ကော့ဘရာစစ်ကြောင်းပြင်ကြားရေးတာဝန်ခံကပြောပါရတယ်။အဝတ်ထုတ်ွားခြင်းတော့မရှိပါဘူးဗျ။ဟုတ်။ဒီကလစစ်ကြောင်းဒီဘက်ကဒီဇန်နဝါရီနဲ့မနေ့ထရပါလေ။တောက်လျှောက်ဒီစီလူပါတီပိုင်းလမ်းတောက်လျှောက်ကိုဒါကြိုရန်တမ်းပစ်ခတ်နေတာဗျ။ မြောက်ရီဝော်လီကားလမ်းမပေါ်ရှိတုံးတက်ကွေမှာကြံဖက်စစ်အုပ်စုနဲ့ကော်ဘရာစစ်ကြောင်းတို့ဇူလိုင်လ9ရက်နေ့ကနေ12ရက်နေ့အထိထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။မြောက်ရီဝော်လီကားလမ်းမကြီးတခြားအကြံဖက်စစ်ကောင်စီကပိတ်ဆို့ထားတဲ့အတားအစီအပျက်စီးတွေကိုဖယ်ရှားရှင်းလင်းခဲ့ပြီးမနေ့ကဇူလိုင်16ရက်နေ့ညနေပိုင်းမှာလမ်းမကြီးကိုပြန်လည်ဖွင့်လှစ်ပေးခဲ့တာလို့ကော်ဘရာစစ်ကြောင်းကဆိုပါတယ်။ပြည်သူလူထုအတွက်အဆောင်ရွက်ပေးနေတာကိုခွင့်ကောင်းယူပြီးအကြံဖက်စစ်အုပ်စုကမြောက်ရီဝော်လီကားလမ်းမကြီးကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေခဲ့တာပါ။ ဇူလိုင်လ10ရက်နေ့ကထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမှာဩစာညောင်နဲ့ရနောင်းလွှတ်တော်အမတ်ရဲ့လက်ထောက်နိုင်ထဝက်ကြိုင်တီနဲ့ပတ်ကြံအုပ်စုစီမံခန့်ခွဲရေးမှုတို့ရဲ့ဖခင်အသက်82နှစ်အရွယ်ကိုတတ်သွားတဲ့တရားခံဟာမြန်မာရှေ့ပြောင်းလုပ်သားတွေလို့ထိုင်းအနာပိုင်တွေကစုံစမ်းဖော်ထုတ်ပြီးဒီရက်ပိုင်းနဲ့မှထုတ်ပြန်ခဲ့ပါတယ်။အဆိုပါအမှုနောက်ဆက်တွဲထိုင်းနိုင်ငံသားတွေအနေနဲ့မြန်မာရှေ့ပြောင်းလုပ်သားတွေကြားနားလည်မှုလွဲပြီးရနောင်းမှာမြန်မာလုပ်သားတွေအခက်ခဲဖြစ်နေကြတယ်လို့မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌဦးမိုးကျိုးကဆိုပါတယ်။ဒေသခံထိုင်းနိုင်ငံသားတွေရဲ့ ပြန်လည်နားလည်မှုစာနာမှုနဲ့ကူညီပေးမှုတွေကိုပြန်လည်ရရှိအောင်တို့မြန်မာနိုင်ငံသားတွေကပုံမှန်တဲ့ပို့ပြီးတော့ရရေးရွာရေးကိစ္စတွေဘာသာရေးပွဲလမ်းသဘင်ကိစ္စတွေမှာကိုကကိုယ်ခိုင်းတယ်လို့သဘောထားနဲ့ကူညီပေးရမယ်တော်တော်များများအမြင်ဆောင်ကြတာကြီးရှိမယ်အဲ့အမြင်ဆောင်တာတွေအမြင်တက်သွားအောင်မြန်မာနိုင်ငံမှာလည်းကောင်းတာရှိတယ်မကောင်းတာရှိတယ်ဆိုတဲ့သဘောမျိုးဖြစ်အောင်ပြန်လည်လုပ်ရမယ်အခြားဘက်မှာတော့ဥပဒေအရအကောင်အဆောင်ရှောက်မှုနေတော့ထိုင်းရှင်းတွေရှိရတဲ့အသင်းတွေနဲ့ဆက်သွယ်ပြီးတော့ထိုင်းနိုင်ငံဆိုင်လူမသားတန်ရရှိရုံအစဉ်ကျူးလွန်သူ ဘက်ကနေပြီးတော့အကျူးလုံသူအခွင့်အရေးရရှိအောင်ဥပဒေပါစောင့်ရှောက်မှုရအောင်တော့လုပ်ပေးရမှာပေါ့နောက်နောက်တော့ဘုံဖြစ်အောင်လည်းစင်ကြင်ရမှာပေါ့နော်ပြီးခဲ့တဲ့ဂျွန်လတရက်နေ့မှာလည်းအဆိုပါထိုင်းနိုင်ငံတောင်ပိုင်းစောင့်ခလာပြီးနဲ့ဟိုင်ရိုင်းမြို့တက်တော့အုပ်အတွင်မှာဒေသခံထိုင်းနိုင်ငံသားတအုပ်ကိုတော်ရင်းတနေရာမှာတရားမဝင်စုဝေးနေထိုင်တဲ့မြန်မာလူသားတစုကလူသက်အလောင်းဖြောက်တယ်ဆိုပြီးဟိုင်ရိုင်းမြို့ရှိမြန်မာ၄၀၀ခန့်ကိုမတင်ကာမှုတွေနဲ့ဖမ်းဆီးစစ်ဆေးခဲ့ရတာရှိခဲ့တယ်လို့ဦးမိုးကျော်ကတုံ့တက်ပြပါဗျာဒရိုင်းရ၁၈ရက်နေ့မှာအကြံဖတ်ဆိုးအဆိုကစကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ခင်ဦးမြို့နီး ေးရွာတွေကိုစစ်ကြောင်းဝင်လာပြီးလမ်းတလျှောက်တွေ့ရတဲ့သူတွေကိုဖမ်းဆီးနေရလို့မြို့ခံတွေစီကသိရပါတယ်။တာဝိထီရွာအယောက်မှာဒေသခံပြည်သူအယောက်30ကျော်ကိုဖမ်းဆီးပြီးလူသားတိုင်းအဖြစ်ပြုလုပ်နေတယ်လို့ခင်ဦး PDF တာဝန်ရှိသူတို့ကပြောပါတယ်။အားလုံးပေါင်းဖမ်းခံရတဲ့သူတွေလူသားတိုင်းအဖြစ်သုံးခံရတဲ့သူတွေဆိုအားလုံးပေါင်း30ကျော်လောက်ရှိမယ်။သူတို့စစ်ကြောင်းက120လောက်ဆိုတော့အဲ့ဒီခုနကသူတို့သွားတဲ့တာဝိထီကိုဝင်တဲ့အချိန်မှာအားလုံးပေါင်းအင်အား150လောက်ပြည့်သွားတာ။ အကြမ်းဖက်ဆဲအုပ်စုကကျွန်းတော်ကြီးမြရွာကနေပြည်သူပိုင်နေအိမ်နှလုံးမီးရှို့ဖျက်ဆီးပြီးတောက်ပတိကျေးရွာကိုအင်အား120ကျော်နဲ့စစ်ကြောင်း2ကြောင်းထိုးဝင်ရောက်လာခဲ့ရလို့ဆိုပါတယ်။ဖမ်းဆီးထားတဲ့ပြည်သူ30ကျော်ဟာစစ်ကြောင်းတစ်လျှောက်ရွာတွေကဒေသခံတွေဖြစ်ပြီးဘယ်သူတွေမှမသိရသေးဘူးလို့သူကဆက်ပြောပါတယ်။ KSSL လွတ်လပ်ရေးဒီမိုကရေစီရေးနဲ့ဖက်ထရယ်ရေးတို့အတွက်တိုက်ပွဲဝင်နေကြတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံအခမ်းကဏ္ဍပေါင်းစုံကအာဇာနည်တွေအများကြီးရှိနေတာကိုနှွေဦးတော်လန်ရေးနောက်ပိုင်းလူလူကြားထဲမှာပြန့်နှံ့လက်ခံလာတယ်လို့တာဂတ်တကျောင်းသားဟောင်းရအင်အားစုကကိုနန်းလင်းကပြောပါတယ်။ကျွန်တော်တို့ဟိုအရင်တုန်းကတော့ဗျာအာဇာနည်နေဆိုရင်ဒါအာဇာနည်ကောင်းဆောင်ကိုအူကိုအဓိကထားဂုံပြုဥညွတ်ကြတဲ့ကြတဲ့ပုံစံမျိုးကျွန်တော်တွားပါတယ်။အာဇာနည်ကောင်းဆောင်အနေနဲ့ပတ်သက်တဲ့တမိုင်းကြောင်းတွေကိုဒါစစ်အစိုးရဆက်ဆက်က သမိုင်းတွေဖြောက်ပြက်ခဲ့တယ်သမိုင်းတွေဖုံးပြီးခဲ့တာပေါ့ဒီຫນွေဥဒေါ်လာရဲ့အာဇာနည်နေ့တွေမှာတော့ကျွန်တော်တို့ကဟိုပြည်သူတွေကိုယ်တိုင်ကိုကဒီအာဇာနည်ဟာကိုယ်မကတော့ဘူးဆိုတဲ့အယူဆပေါ့နော်အာဇာနည်ခေါင်းဆောင်များအပြင်မှာခေတ်ဆက်ဆက်မှာလွတ်လပ်ရေးအတွက်လွတ်လပ်ရေးတိုက်ပွဲဒီမိုစီရေးတိုက်ပွဲနော်ဖက်ဒရယ်ရေးတိုက်ပွဲတွေမှာဒါတိုက်ပွဲဝင်ခဲ့ကြတဲ့ရဟန်းရှင်လိုចောင်းသားပြည်သူတွေနော်အာဇာနည်အများကြီးရှိနေတယ်ဆိုတဲ့အယူဆကနော်ဒီလိုစိတ်တဲ့နဲ့ဒါဒီလူဒေါ်လာရင်းကာလာမှာတော်တော်လေး ဟိုပြန့်လန့်လာတာကိုကျွန်တော်သတိထားမိတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဟိုအော်တွေဆွဲကြတယ်ကောင်းတွေတီးကြတယ်ရောင်းရရက်ကနေရက်တန့်အလီပြကြတယ်ဒါတွေဟာကျွန်တော်တို့ရဲ့အဲဟိုအာဇာနည်ခေါင်းဆောင်ကြီးများအပြင်ကိုမှ KSSM မှာဒါတိုက်ပွဲဝင်ခဲ့ကြတဲ့အာဇာနည်သူရဲကောင်းအပေါင်းကိုလည်းကျွန်တော်တို့ကဥညော့အလီပြတဲ့ဒါလုံရှားမှုကဒီကနေ့မှတော့တတော်ကိုပြည်သူတွေချောင်းမှာပေါပေါရအောင်နဲ့အောင်မြင်မြင်ဖြစ်ခဲ့တယ်ကျွန်တော်တို့အာဇာနည်တွေကိုကျွန်တော်မိမထားဘူးကျွန်တော်တို့အာဇာနည်တွေရဲ့ပေးဆပ်မှုနဲ့ ထိုက်တန်တဲ့ရလက်တခုထိုက်တန်တဲ့ပန်းနိုင်တခုကိုသွားသွားဖို့အတွက်ကျွန်တော်တို့တော်လန်ရင်းမှာပါဝင်နေကြတဲ့ရဲဘော်တွေအားလုံးအပြင်ပြည်သူတွေရှိမှလည်းဒီစိတ်သက်တွေကကိန်းဝန်နေသေးတယ်ဆိုတာတော့ရှိနေသေးတယ်တိုက်ပွဲဝင်စိတ်ကအပြည့်ရှိနေသေးတယ်ဆိုတာကျွန်တော်တို့ဒီကနေ့လှုပ်ရှားမှုတွေ အဲပြည်သူတွေရဲ့စိတ်နေစိတ်ထားပြည်သူတွေရဲ့စကားသံတွေရှင်းနေခြင်းတစ်ဆင့်ကျွန်တော်ကောက်ချက်ချလို့ရနိုင်ပါတယ်။ဆေးအုပ်စုကကျောင်းသင်ခန်းစာတရင်စာဆောင်တွေနဲ့ရုပ်သံတွေမှာနိုင်ငံအတွင်းလွတ်လပ်ရေးတိုက်ယူခဲ့တဲ့အာဇာနည်ပုဂ္ဂိုလ်ကိုအုပ်ရဲရှိတယ်လို့ထင်မှတ်ဖို့ဝါဒဖြန့်ခဲ့ပြီးတမိုင်းတွေကိုဖုံးကွယ်ခဲ့ရလို့သူကဆက်ပြောပါတယ်။လူငယ်တွေအနေနဲ့ကျမ်းပတ်ဆေးအုပ်စုကအတားအဆီးအဖမ်းစီတွေများနေတဲ့ကြားကလူမှုကြတဲ့တပိတ်လှုပ်ရှားမှုတွေမရက်တန်တော့အောင်ရတဲ့နည်းနဲ့ဆောင်ရွက်သွားမှာလို့ GSC တပိတ်ကော်မတီဝင်တအုံးကပြောပါတယ်။ ညီမတို့ရဲ့အနေနဲ့ဒီလိုရံမျိုးတွေကအရင်ထပ်ပို့ပြီးတော့ဖန်းစည်းချက်တဲ့တွေကအရင်များလာမှာကိုကြိုသိနေရဖြစ်တဲ့အတွက်ကြောင့်အစဉ်ပြေပြေတလို့လှုပ်ရှားတဲ့အနေနဲ့တပိတ်တွေထွက်တာပဲဖြစ်ဖြစ်ဘန်နာတွေချိန်တာပဲဖြစ်ဖြစ်ညီမတို့ဒီလိုမျိုးလှုပ်ရှားမှုမျိုးလေးလုပ်ခဲ့ပါတယ်အခုချိန်မှာတော့ပေါ့နော်အရင်ထပ်ပို့ပြီးတော့ဖန်းစည်းချက်တဲ့တွေကအရင်များလာတယ်ရှေ့လျှောက်လည်းဒီထပ်ပို့ပြီးတော့ခက်ခဲချက်တဲ့လာမှာဖြစ်တဲ့အတွက်ကြောင့်ညီမတို့ရဲ့အနေနဲ့ကဘလို့မျိုးအခြေအနေမျိုးပဲဖြစ်နေပါစေပေါ့နော်ရရင်ရတယ်လို့ဒီလောက်ထိဟို အတားအဆီးအများနေတဲ့အနေအထားမှာရရင်ရတယ်လို့ လှုပ်ရှားနေမှာဖြစ်တဲ့အတွက်ကြောင့်ဘလောက်ပဲစစ်ကောင်စီဘက်ကနေညီမတို့လူငယ်တွေကိုဖိနှိပ်နေပါစေညီမတို့လူငယ်တွေကဖိလေကြွားလေဆိုတဲ့ပုံစံမျိုးအနေထားနဲ့ကိုတယောက်ကြိုင်အောင်မှအဲ့တယောက်အားနဲ့ဆက်ပြီးတော့ဒီဒေါ်လာရေးကိုတိုက်ပွဲဝင်သားမှာပါအာဇာနည်ကောင်းဆောင်ကြီးတွေကတိုက်ပွဲဝင်ပြီးလွတ်လပ်ရေးကိုဖော်ဆောင်နိုင်ခဲ့ပေမဲ့မြန်မာပြည်သူပြည်သားတွေလိုချင်တဲ့လိုအပ်တဲ့ Federal Democracy ပြည်ထောင်စုတစ်ခုကတော့အခုချိန်ထိဖြစ်မလာသေးတယ်လို့လွတ်လပ်ခြင်းတရားမျှတခြင်းတန်းတူညီမျှခြင်းစတာတွေကိုပြည်သူပြည်သားတွေမခံစားရသေးဘူးလို့ဆိုပါတယ် စကိုင်းတိုင်းဒေသကြီးရှိဘုခန်ခင်ဦးမြင့်နဲ့အနီးကျေးရွာတွေကိုအကြံဖတ်စိုးစုကမြေပြင်စစ်ကြောင်းတွေအပြင်ဝင်းဟင်စစ်ကြောင်းတွေနဲ့ပါအင်အားအများပြအုံပြုပြီးတိုက်ခိုက်နေတယ်လို့ကျေးရွာနှစ်ရွာကအပြစ်မဲ့ပြည်သူ3000ကျော်နေပါထွက်ပြေးတင်းရှောင်နေရတယ်လို့ခင်ဦး PDF တာဝန်ရှိသူတို့ကပြောပါရတယ်။ကျွန်တော်တို့တရှောင်လုံးအိုင်နာမှာတာဝန်ရှိသူမုံလာတို့အိုက်တရကုန်းတို့အခုကလုံးတို့အကုန်လုံးဒီအကုန်ကြီးနေကြရတာအဲ့အားဒီအကုန်လုံးကစစ်ပေးဆောင်နေရဘေးတို့ရလွတ်မဲ့ခင်တဲ့နေရာတွေမှာ သေးရတာပေါ့ဗျာစကိုင်းတိုင်းဒေသကြီးကိုဂျမန်စစ်အုပ်စုကရွေကျက်ရှိရှိအင်အားအဆမတန်အုံပြုတ်တိုက်ခိုက်နေပြီးကျေးရွာတွေအတွင်းကိုအကြောင်းမဲ့ဝင်ရောက်တိုက်ခိုက်မိရှို့တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေအပြင်လေကြောင်းပစ်ကူတွေနဲ့ပါတိုက်ခိုက်နေရပါအခုလိုတိုက်ခိုက်မှုတွေကြောင့်စကိုင်းတိုင်းအတွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရသူခန့်မှန်းခြေ3300ကျော်အထိရှိလာပြီလို့ ISP မြန်မာကထုတ်ပြန်တဲ့အချက်အလက်တွေအရသိရပါတယ်။ ကံကောထီးလေးနဲ့ကလေးမြို့နယ်တွေမှာအင်တာနက်လိုင်းတွေအပြင်ဖုန်းလိုင်းတွေပါပြတ်တောက်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် PDF တာဝန်ရှိသူတို့ကပြောပါရတယ်။ဒီနေ့ကနေဆက်ထားတာဟုတ်။ဆက်လို့ရှိပြောဟိုဒီကံကောဘက်ကတော့ဆက်ထားတာဟုတ်။ ဟုတ်ပါ၄၀ဆင်ဖို့ဟိုတိုင်ဝန်ပြန်နေပေါ့။အစားနေနေမတိုင်မီနေရာတချို့မှာဖုန်းလိုင်းတွေစတင်ပြတ်တောက်ခဲ့ပြီးအဲ့ဒီနေ့မှာတော့ကြေးရွာတော်တော်များများမှာဖုန်းလိုင်းတွေပြတ်တောက်သွားခဲ့ပြီးဖြစ်တယ်လို့လိုင်းမီရဲ့နေရာတွေကိုလာပြီးအရေးပေါ်ဆက်သွယ်မှုတွေပြုလုပ်နေရတယ်လို့သူကဆက်ပြောပါဗျာ။ဟိုကရွာဘက်ခဏရောက်နေတော့လိုင်းနဲ့ဖြတ်ထားတာကလိုင်းမီရဲ့နေရာမှာလိုင်းမီရဲ့ရွာရောက်နေမှာဟုတ် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန် press corps ကနိုင်ငံရေးအကြက်တဲရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံကိုတတိယအကြိမ်တရားဝင်ခီးစဉ်လာရောက်ဖို့ပြင်ဆင်နေရလို့ CNN သတင်းဌာနကဖော်ပြထားပါတယ်။တကယ်လို့ဒီခီးစဉ်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမယ်ဆိုရင်ပြည်ပခါရီအဆုံးသက်ဖို့သူမရဲ့ဩဇာလွှမ်းမိုးမှုကိုအသုံးပြုလိုတယ်လို့ press corps ကဆိုပါတယ်။နယူးယောက်မြို့မှာစက်တင်ဘာလ13ရက်နေ့ကနေ18ရက်နေ့အထိကျင်းပမယ့်ကုလသမဂ္ဂအထူးထွေးညီလာခံမတိုင်ခင်စက်တင်ဘာဒုတိယပတ်ထဲမှာမြန်မာနိုင်ငံကိုတတိယအကြိမ်သွားရောက်ဖို့မျှော်လင့်တယ်လို့ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ press corps ကပြောပါတယ်။ မြမအရေးအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကလီလီရှုထားစေဖြစ်တာကြောင့်ကုလသမဂ္ဂအပအဝင်နိုင်ငံတကာအတိုင်းအဝိုင်းကအာဆီယံဘောဖိအားပေးတာတွေရှိနေတာလည်းဖြစ်ပါတယ်နိုင်ငံတော် အတိုင်းအမြင်ပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးမယ်လို့အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်းကခရီးပေးခဲ့တယ်လို့အာဆီယံအထူးတန်တမန်ပရက်ဆော်ခွန်ကပြောကြားခဲ့တယ်လို့ Financial Post သတင်းဌာနမှလည်းဖော်ပြခဲ့ပါတယ်။အနာဂတ်မှာဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံရမယ့်ကောင်းမွန်တဲ့အလားအလာတရရှိရလို့မင်းအောင်လိုင်းကပြောခဲ့တယ်လို့ဆိုပါတယ်။ ကယားပြည်နယ်မှာဂျမ်ဘတ်စစ်ကောင်စီကမြေမြုံမိုင်းတွေအဆက်မတန်အသုံးပြုနေပြီး2022ခုနှစ်6လကျော်ကာလအတွင်းကိုမိုင်းရှင်းလင်းရေးလုပ်ရင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်ရှေဦးအထိချိန်ပြက်လက်ပြက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ဒီမော့ဆို PDF တောင်းဝန်ရှိသူတို့ကပြောပါတယ်။ကျွန်တော်တို့ထိခိုက်ဒဏ်ရာရတော့ဟို9ရက်8ရက်လောက်ရှိပါတော့။နောက်ချိန်ပြက်လက်ပြက်တွေပြီးခဲ့တဲ့9ရက်16ရက်ဆိုလို့ဒီအစနေနေ့တော့လည်းတယောက်ထိတော့ပေါ့နော်။ ဆောင်းမိုင်းနဲ့ဖြည့်တော့တော်တော်လေးအတိုင်းရစီမားသွားတော့နဲ့ဖြည့်လက်ပြတော့ပြီးတော့လက်ချောင်းလည်းအကုန်ပြတော့နော်စစ်ကောင်စီတပ်တွေရောက်ရှိလာတဲ့နေရာတိုင်းမှာမိုင်းတွေခြံထားခဲ့ပြီးရောက်သူရောက်သားတွေရဲ့စိုက်ခင်းနေရာတွေအပါအဝင်သူတို့စခန်းချတဲ့နေရာအနီးအနားဝန်းကျင်တွေမှာလည်းမြင်းမြုံမိုင်းတွေအုံပြူနေရကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပြင်ဒေသခံပြည်သူတွေပါထိခိုက်ဒဏ်ရာရမှုတွေရှိနေတယ်လို့သူကဆက်ပြောပါတယ်စစ်ကောင်စီကသူတို့လှုပ်ရှားတဲ့နေရာနေရာဒေသသူတို့ရောက်ခဲ့တဲ့နေရာတွေအကုန်လုံးမိုင်းထွန်ထားတယ်ဗျပြေတော့ကြာကြာသားတွေအရင်စိုက်ခင်းတွေလောက်ထားတယ်လေအစိုက်ခင်းထက်မှလည်းဒီမိုင်းတွေဟို နိုင်မိုင်းနေမနော်မြေမမြေမြမိုင်းနေထောင်ထားတယ်နော်ပြီးတော့တိုင်မိုင်းနေလည်းထောင်ထားတယ်ဘောနော်အညိုလီအလုံးလုထားတယ်ပြီးတော့သူတို့စခန်းနဲ့ညီဝန်ကျင်တော့ ਾਇ ဖို့သူတို့အခုအခြေချနေတဲ့စခန်းဖလုံပတ်လည်းနဖလုံပတ်လည်းအလောက်လောက်ဆိုမိုင်းနေအများကြီးခိန်းထားတယ်ဘောနော်တင်းမှာလည်းလမ်းမှာလည်းဒီမိုင်းနေအများကြီးခိန်းထားတယ်ဘောမြန်မာစစ်တပ်ကမြေမြမိုင်းအကြီးအကျယ်အသုံးပြုနေတာဟာဆရာဆွေးမှုမြောက်တယ်လို့ AI MS3 International နိုင်ငံတကာလူအခွင့်အရေးအဖွဲ့အစည်းကဒီလိုင်လ22ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ် ဆက်မှတ်ဖြစ်ပေါ်တဲ့ဒေတာတွေမှာစစ်ဘက်အရက်ဘက်မခွဲခြားဘဲမိုင်းတွေအုံပြူနေတာကြောင့်ကြရပြည်နယ်အတွင်းကျေးရွာ20အတွင်းမှာမီးမြှုပ်မိုင်းကြောင့်လူအယောက်20ထက်မနည်းသေဆုံးခဲ့တယ်လို့ထည့်သွင်းဖော်ပြထားပါတယ်။ဇူလိုင်လ18ရက်နေ့မနက်ပိုင်းကရှမ်းပြည်နယ်တောင်ပိုင်းမိုးပြေမြို့အတွင်းစစ်ကြောင်းထိုးလာတဲ့ခမာရ၄နှစ်နှစ်တက်နဲ့မိုးပြေမဟာမိတ်တပ်ပေါင်းစုတို့ကြားနှစ်ရက်တာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီအပေါင်းပါ9ဦးလောက်သေဆုံးခဲ့တယ်လို့မိုးပြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်။အဲတော့ကတပ်ပွဲချင်းလည်းပါ 在最近，伢桂林咯，就是搿趟去桂林咯，都都买了都烟、蚊子啥的，们好闻的都要，到宾馆买嘛，都全部有吸的。你再过咱那买东西，买上，桂林干，呃，没烟包，咱过干那没烟我，一般咯，也需要要嘛，人也买咯，比般在买，比看不有吸的，贵，只贵了咯，买装到后啦，了，可能吸不到后要不烟嘞，也吸你着的。 ပြီးရောတော့ဒီရောရပ်တော့ဒီတိုင်းရလာချင်တယ်မရှိရောက်ပေါ့နော်ဒါခွဲခိုင်းတော့ရောဟုတ်ကဲ့မိုးပြင်းမျိုးပေါ်အထိခုလိုမျိုးစစ်ကြောင်းထိုးဝင်ရောက်လာတာဟာမိုးပြင်းနဲ့ထိဆက်နေတဲ့တခြားဒေသတွေကစစ်ကြောင်းတွေကိုအထောက်ပံ့ပေးနိုင်ဖို့အတွက်မြို့ပေါ်မှာခြေကုပ်ယူဖို့ကြိုးစားနေရလို့သူကဆက်ပြောပါရယ်။မိုးပြင်းမျိုးနဲ့အတွင်းအချိန်မီးတိုက်ပွဲတွေပြန်ဖြစ်လာနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့လုံခြုံရေးသတိနဲ့နေထိုင်ဖို့တိုက်တွန်းပြီးဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်းအစွမ်းကုန်ခုခံတော်လှန်ပေးသွားမယ်လို့ပြောဆိုခဲ့ပါရယ်။ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့ကာတာဆက်သွယ်ရေးကုမ္ပဏီ Orido ဟာမြန်မာနိုင်ငံကနေထွက်ခွာဖို့ရှယ်ယာတွေရောင်းချရေးဆွေးနွေးနေပြီဖြစ်တယ်လို့ Reuters သတင်းဌာနကဇူလိုင်လ20ရက်နေ့မှာသတင်းဖော်ပြခဲ့ပါတယ်။ Orido ဆက်သွယ်ရေးကုမ္ပဏီကိုအကြမ်းဖက်စစ်ကောင်စီလက်ပါစီအုပ်စုတဆူစုကတာဝယ်ယူခဲ့မယ်ဆိုရင်တုံးဆွဲသူတွေရဲ့အချက်အလက်တွေနဲ့စင်ကဲဝယ်ယူခဲ့ကပေးထားခဲ့ရတာတွေကိုစိုးရိမ်နေရတယ်လို့တုံးဆွဲသူတို့ကပြောပါတယ်။အခုဒီ operator ကိုဒီဂါဂါဇာလောက်အောက်ခံဆွဲထားနေပြီးတော့ဒီ channel ဆွဲပြောင်းနေတယ်ဆိုတော့ကြားနေတယ်ဆိုတော့ပေါ့နော်။အဲဒီတော့ ပရိုတွေကလွှဲပြောင်းယူလာရင်ဒီဘက်ကသုံးဆဲတွေဒီရဲ့ဟိုဒီသာချက်လက်တွေကိုဟိုစားကားတွေပြောက်ကိုပြေးလိုက်ပါလဲစိုးရင်ရတာပေါ့နောက်တစ်ခါအရင်တော့ငွေကဒီဟာတွေကိုစင်ကတ်တွေကိုဝယ်ယူတဲ့အချိန်မှာမှတ်ပုံမြင်တဲ့ဒီသာချက်လက်တွေပြထားခဲ့ရတာဆိုတော့ရေမှုလာပရိုဒီက ဒီဇာရလက်အောက်ခံကုမ္ပဏီကလက်လက်ကြောင်းလက်လဲကြီးသွားမယ်ယူသွားပြီးလို့ရှိရင်ဒီဟာတွေကိုဒီဟာချက်လက်တွေကိုဇာရကိုပေးမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့တော့လုံလုံရေးပိုင်းဆိုင်ရာအများကြီးထိခိုက်နေတာနိုင်တာပေါ့ဗျာ Orido ကုမ္ပဏီက share တွေအားလုံးကိုရောင်းချဖို့စီစဉ်နေပြီး Orido ကိုဝယ်ယူဖို့အလားအလာရှိသူတွေထဲမှာ Yan Investment Group, Singapore အခြေစိုက် Operator Carbana Group နဲ့ Skynet Telecom တို့ပါဝင်ပါတယ်။ Skynet ဟာရွှေတန်လင်ကုမ္ပဏီကပိုင်ဆိုင်တာဖြစ်တယ်လို့ Writer သတင်းဌာနကထည့်သွင်းဖော်ပြထားပါတယ်။ ။ Orindo စက်သွယ်ရေးကုမ္ပဏီကသူ့နဲ့ share တွေအားလုံးကိုရောင်းချဖို့စေအုပ်စုလက်အောက်ခံစက်သွယ်ရေးလုပ်ငန်း MPTC ကြောင်းချထားပြီးဖြစ်ပြီးဒိုဟာအခြေစိုက် Orindo စက်သွယ်ရေးကုမ္ပဏီဟာ30သူပေါင်း15တန်းနီးပါးရှိတဲ့မြန်မာနိုင်ငံကတတိယအကြီးဆုံး operator လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကြရပြည်နယ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဥဆောင်ပြီးစေယုံဖွင့်လှစ်ထားသလိုစစ်ပွဲဆောင်တွေအတွက်တပတ်တစ်ခါနှစ်ခါဆိုသလိုစခန်းတွေကိုလှည့်လည်သွားရောက်ပြီးမိုဘိုင်းကူတမှုတွေလှုပ်ဆောင်ပေးနေရပါ။မိုးရင်းကာလဖြန်းနာသူတွေများပြီးဆေးဝါးမလုံလောက်လို့မိုဘိုင်းကူတမှုရပ်ဆိုင်းထားရတယ်လို့ဒီမော့ဆို PDF တာဝန်ရှိသူတို့ကဆိုပါတယ်။ဒီအပိုင်းပေါ့နော်ကျွန်တော်တို့ PDF အနေနဲ့ကျွန်တော်တို့ခန္ဓာစေယုံဆိုပြီးတော့ဖွင့်ထားတာရှိပါတယ်။ဆေးဝါးရှိတဲ့လောက်အထိုင်မှာလည်းကုရပေါ့နော်ပြီးတော့ကျွန်တော်တပတ်တပတ်အစဉ်အစဉ်ကျွန်တော်တို့မိုဘိုင်းထည့်ပြီးတော့စီးပွားဆောင်ရှိတဲ့ဒီကောင်ကောင်တွေကိုကျွန်တော်တို့ပြပြီးတော့ကုသတာရှိတယ်ပေါ့ နံပါတ်1ပြည့်နေကြတော့ဒီကျွန်တော်စီးရုံတောင်းစီးတောင်းခါပြောလာတယ်စီးဝါပြနဲ့ဘောမှာရှိတယ်ဘောနော်စီးဝါလူတော်မှုနဲ့ကြတော့ပြောရမှာအဲ့လိုမျိုးခက်ခဲရှိတဲ့အတွက်ကျွန်တော်တို့ဒီမိုဘိုင်းစနစ်ကိုရှော့ဖို့အခက်အခဲရှိတယ်ဘောနော်ကဲပြည်နယ်ဒီမော်ဆိုဖဲခုံမိုးပြည့်ဒေသတွေကိုအစံဖတ်စစ်အုပ်စုကလက်နက်ကြီးနဲ့ပစ်ခတ်တာကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေပြင်းမြုံမိုင်းတွေအစမတန်အုံဖြူတိုက်ခိုက်နေတာကြောင့်စစ်ပေးဆောင်အုပ်ကြီးတသိန်းနီးပါးအခက်အခဲတွေဖြစ်နေတာပါ ICJ တရားရုံးကပြုလုပ်တဲ့ဒီနေ့ဇူလိုင်လ22ရက်နေ့ကြာနာပွဲမှာရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ဆိုရဲဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးပြည်ပဆိုင်ရာတရားရုံး ICJ မှာကမ်ဘီယာနိုင်ငံဘက်ကမြန်မာနိုင်ငံပေါ်တရားစွဲဆိုထားတဲ့အမှုမှာမြန်မာဘက်ကတင်သွင်းခဲ့တဲ့ကနအုပ်ကန့်ခွက်ချက်ကိုပယ်ချခဲ့ပါတယ်။လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီးမြန်မာကိုကမ်ဘီယာက ICJ တရားရုံးမှာတရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီးအမှုကိုတရားရုံးကလက်ခံမခံကိစ္စကိုမြန်မာနိုင်ငံဘက်ကကနအုပ်ကန့်ခွက်ချက်၄ချက်တင်ထားခဲ့တာဖြစ်ပြီးအဲ့ဒီ၄ချက်စလုံးကိုတရားရုံးကပယ်ချခဲ့တဲ့အကြောင်းဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီအမှုကို ICJ တရားရုံးကစီရင်ပိုင်ခွင့်မရှိဘူးဆိုပြီးဆရာနာမသိခင်မြန်မာဘက်ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်ကလည်းကန့်ကွက်ခဲ့ရဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးနှစ်ပတ်စလုံးရဲ့ရှောင်းလဲချက်တွေကို2022ခုနှစ်ဖေဖော်ဝါရီလ21ရက်နေ့ကနေ28ရက်နေ့အထိနယ်သာလန်နိုင်ငံဒီဟိတ်မြို့ကတရားရုံးမှာ ICJ တရားသူကြီးတွေကြားနာခဲ့ကြတာပါ။အဲ့ဒီနေ့ကြားနာပွဲကိုမြန်မာဘက်ကစစ်ကောင်စီရဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးကိုကိုလိုင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တွေတက်ရောက်ခဲ့တယ်လို့သိရပါဗျ။ မြန်မာစစ်တပ်ရဲ့ကိုယ်စားလှယ်တွေဟာဂမ်ဘီယာနိုင်ငံနဲ့မြန်မာနိုင်ငံအကြားမှာတရက်အငင်းပေါ်တာမရှိဘူးဆိုတဲ့အချက်လူမျိုးတုံးတပ်ဖြတ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာသဘောတူစာချုပ်မှာမြန်မာနိုင်ငံကချွင်းချက်ထားပြီးသားလက်မှတ်ရေးထိုးခဲ့တဲ့အချက်အပါအဝင်ဂမ်ဘီယာနိုင်ငံကတရားစွဲဆိုရာဟာအကျုံးမဝင်ဘူးလို့မြန်မာဘက်ကတင်ပြချက်၄ချက်စလုံးကိုတရားရုံးကပယ်ချသွားခဲ့တာပါ။ဒါကြောင့်မြန်မာနိုင်ငံဟာရိုဟင်ဂျာမျိုးနွယ်တွေပေါ်မှာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ ICJ တရားရုံးမှာဆက်လက်ပြီးတရားရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။ ICJ တရားရုံးရဲ့အခုလိုဆုံးဖြတ်ချက်ပြီးမှတရားခွင်ကိုလာရောက်နားထောင်ခဲ့တဲ့ နေသက်လန်ရောက်ကရင်တိုင်းရင်းသားတအုပ်ခါလည်းအခုလိုမှတ်ချက်ပေးခဲ့ပါတယ်။ဆုံးဖြတ်ချက်ချတဲ့အနေမှာတစင်တက်ဖို့အတွက်ကြားတဲ့အတွက်ကျွန်တော်တို့အများကြီးကျေးဇူးတင်တယ်။ဒုစပင်ကျွန်တော်မြန်မာပြည်သူပြည်သားအတွက်ဆိုကောင်းတိုင်းရင်းသားတွေအတွက်ဆိုကောင်းခွန်အားရမယ်အားရမယ်တရင်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီစစ်ကောင်စီကကျွန်တော်တိုင်းရင်းသားပေါ်မတရားနှစ်ပေါင်း80ကျော်ကျွန်တော်ပြတ်ပြတ်နေနေလာခဲ့ပြီးပြီ။အခုဒီနေ့ကြားတဲ့တရင်အတွက်ကြောက်မလို့ကျွန်တော်ဒီခုကဒီနေ့အောင်နေစပြီးတော့သူက ICC ပို့ဖို့အတွက် ဒီစစ်ကောင်စီဒီကိုဟိုကျွန်တော်တို့ဆက်ပြီးတော့ဟိုရောက်ရှိနိုင်မှုတဲ့ ICU ရောက်ရှိနိုင်ဝိုင်းဝန်းကြိုးစားကြပါစို့လို့ကျွန်တော်ဒီမှာတိုက်တွန်းချင်ပါအမေရိကန်နိုင်ငံရဲ့အဆိုအရ NUG ရဲ့လူခွင့်ဆိုင်ရာဝန်ကြီးဌာနအကြံပေးဦးအောင်ကျော်မိုးကတော့ဒီဆုံးဖြတ်ချက်ဟာအကြံဖတ်စစ်တပ်ရဲ့နိုင်ငံတကာစာမျက်နှာတွေပေါ်မှာအကြီးကျယ်ကြာရှုံးခဲ့ရလို့ဆိုပါတယ်။တင်သွင်းခဲ့တဲ့ဟာတွေကပုံမှန်ဝင်မှုလျှင်ရှားမှုတွေဖြစ်တဲ့ဆိုတာနိုင်ငံတကာ အဖွဲ့အစည်းတွေများစွာကုလသမဂ္ဂအဖွဲ့အစည်းတွေပေါင်းများများစွာကလည်းဒါကိုအစီရင်ခံစာတွေတင်သွင်းပြီးတော့မငင်းနိုင်တဲ့တတိတရကားတွေနဲ့သူတို့တင်သွင်းခဲ့တာရှိတယ်။ဒါကိုကိုကပြီးတရားသူကြီးတွေကတိတ်ကတမာတိအချင်းနဲ့သူတို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီလိုချင်းခံမျိုးမှာကျွန်တော်တို့တရားမှုဆိုတဲ့ဟာကိုမြန်မာလူထုက မခံမရနိုင်ပင်နဲ့တွန်းလှန်တယ်ဆိုတဲ့ဟာကိုလည်းတစ်ချိန်တည်းမှာကျွန်တော်တို့ကပြသဖို့လို့ဒီအမှုကို2019ခုနှစ်ဒီဇင်ဘာလမှာဂမ်ဘီယာနိုင်ငံကစတင်တရားစွဲဆိုခဲ့တာပါအဲဒီတော့ကမြန်မာနိုင်ငံဘက်ကနိုင်ငံတော်အတိုင်းပင်ငယ်ပုဂ္ဂိုလ်ဒေါင်းဆန်းစုကြည်ကိုယ်တိုင်တွားရောက်ရင်ဆိုင်ခဲ့ပါတယ် Data News Agency ရဲ့တရင်တိုင်းချက်အစီအစဉ်ကိုအပတ်စဉ်တင်းငွေနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပြီး Facebook ရဲ့ Data News Agency Page မှာရော YouTube မှာပါကြည့်ရှုနားဆင်နိုင်မှာဖြစ်တဲ့အတွက်တရင်တင်ဆက်မှုတွေကိုသိနိုင်ဖို့ Subscribe လုပ်ပြီးကြည့်ရှုအားပေးနိုင်ပါတယ်